မင်္ဂလာပါသမီးရယ်မင်္ဂလာပါသမီးနာမည်ဘယ်လိုခေါ်လဲအမ်သမီးနာမည်ကတိရာအေးလို့ခေါ်ပါတယ်သမီးအခုအသက်ဘယ်နှစ်လဲရှိပြီလဲသမီးအသက်15နှစ်ရှိပါပြီအမ်မြန်မာနိုင်ငံကနေအမေရိကန်ကိုရောက်လာတာနော်အင်းဟင်းဇာတိကဘယ်ရလဲမသိဘူးအမ်သမီးကချင်းချင်းစတေးဇိုတုံးကဖြစ်ပါတယ်ဟောရွာနာမည်ရောပြောလို့ရမလားတင်းစီဖြစ်ပါတယ်တင်းစီရွာနော်အင်းဟင်း မြန်မာပြည်မှာဟောဘယ်မှာចောင်းတက်ခဲ့ဘူးဘယ်နှတန်းအထိတက်ခဲ့ဘူးလဲမြန်မာပြည်မှာကလေးမျိုးမှာတတန်းအထိတက်ခဲ့ပါတယ်တတန်းပထမတန်းပေါ့နော်ပထမတန်းပြီးပြီးတော့အမေရိကန်ကိုရောက်လာခဲ့တယ်ပေါ့ဟုတ်ကဲ့မိသားစုတွေနဲ့အတူလာတာဖြစ်တယ်နော်မနမဘယ်နှယောက်ရှိလဲတမီအမ်အမတ်လေးအမတ်တယောက်ရှိတယ်နောက်ပြီးညီမလေးနှစ်ယောက်ရှိတယ်ညီမလေးနှစ်ယောက်ရှိမောင်နှမလေးယောက်ရှိတာပေါ့နော်အမေရိကန်ကိုရောက်လာပြီးတဲ့အခါမှာ အဲ့ဒါမမေးခင်တမီးတို့ကအာခရစ်တော်ဘုရားကိုယုံကြည်ကိုးကွယ်ကြတယ်เนาะဟုတ်ကဲ့ဆိုတော့အဖေအမေကတော့အသင်းလူကြီးတွေဖြစ်သေးလားမဖြစ်သေးဘူးမဖြစ်သေးဘူးเนาะအမေကရောအမေကမဖြစ်သေးဘူးအမေကအသင်းလူကြီးမဖြစ်သေးဘူးเนาะမဖြစ်သေးဘူးဟုတ်ကဲ့ဝမ်းသာတယ်ဆိုတော့တမီးကတခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံကိုးကွယ်တယ်ဆိုတော့တည်ရင်ပဲသွားမလဲဆိုတော့စိတ်ချမှုရလားရပါပြီကြားပြီလားမသိဘူးကဲတင်ချင်းစိတ်ချမှုရလား သူမိကဲချင်းချင်းစိတ်ချမှုရတာ2012ဇွန်9ရက်နေ့မှာအော်ဟုတ်ကဲ့ဆိုတော့ဘုရားသမီးဖြစ်ပြီပေါ့နော်ဆိုရင်အမေရိကန်ရောက်မှပြောင်းလဲတာလားကဲအင်းဟုတ်ကဲ့ဝန်တာပါတယ်ဒီခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့သမီးဒီကိုရောက်တဲ့အခါမှာသမီးပညာတင်တာပေါ့နော်ဒီမှာဟုတ်ကဲ့ပါအခုဘယ်ကျောင်းမှာတက်နေလဲ အခုတမီ Cadenceville High School မှာတက်နေပါတယ်။အခုတမီရောက်နေတဲ့ state က Baltimore Maryland ဖြစ်ပါတယ်။ Baltimore မြို့ Maryland state မှာเนาะ။အင်းသမ္မတအင်ဖြူတော်ရှိတဲ့ state ပေါ့နော်။ဟုတ်ပြီပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်တက်ခွင့်ရတဲ့အတွက်ဝမ်းသာတယ်။ဆိုတော့တမီအခုဘယ်နှတန်းတက်နေလဲပညာရေးရ။တမီအခု9တန်းတက်နေပါတယ်။9တန်းတက်နေတယ်เนาะ။ဆိုတော့ဟိုတည်င်းစာထဲမှာလည်းဖတ်ဘူးတယ်လေ။တမီက ဒီ state ပေါင်းပဲနှစ်ခုလည်းမသိဘူးပေါင်းပြီးတော့လုပ်တယ်အဲ American ကျောင်းသားကျောင်းသူစာစီစာကုန်းမှာအာသူချွန်စုရတယ်လို့ကြားဘူးတယ်လေဆရာလည်းဖတ်ဘူးလို့ဆရာလည်းအရင်စိတ်ဝင်စားတယ်အဲကြောင့်မလို့တမီးရဲ့ယုံကြည်ကိုးကွယ်တဲ့အရာလေးကိုလည်းလာမေးရင်းနဲ့တမီးအဲ့ဒါဘယ်လိုလုပ်ရသွားလဲအာကျောင်းဘယ်နှကျောင်း ရှင်ပြိုင်တာလဲအဲ့ဒီစာစီစာကုန်းကအင်း ချောင်းကတော့ဘယ်နှချောင်းလဲဆိုတော့တမိမသိဘူးဒါပေမဲ့ state ကတော့ west coast ပေါ့နော်ဒီ west coast မှာ6 state 6ခုလောက်တင် state 6ခုမှာရှိတယ်အမ်အလဲတန်းချောင်းပေါ့နော်အဲအလဲတန်းနဲ့အထက်တန်းချောင်းအလဲတန်းနဲ့အထက်တန်းချောင်းအထိဆိုတော့ချောင်းသားဘလောက်လောက်ရှိတယ်အဲ့ဒီဝင်ရောက်ရှင်ပြိုင်တဲ့အထက်မှာချောင်းသားတော့ ဘလောက်လဲတော့မတည်ဘူးဒါပေမဲ့စုချိုင်းနေရာမှာတော့9000လောက်ရှိတယ်။အိုးကျောင်းသား9000လောက်။อืมအဲ့ထက်မှတမီကဟိုစာစီစာကုန်းဝင်ရောက်ပြီးတော့ရှင်ပြန်ပြီးတော့ရေးရတာပေါ့နော်။ဟုတ်ကဲ့ပါ။ဆိုတော့တမီကဘလို့ကြောင့်ရေးဖြစ်သွားတာလဲအဲ့ဒီစာစီစာကုန်းကိုဘလို့နဲ့စပြီးတော့ဒီဝင်ရေးဖို့အကြောင်းဖြစ်လာလဲပြောပြလို့ရမလား။အင်းတမီကျောင်းတက်တဲ့နေရာမှာ ဟိုကျောင်းကဟို represent လုပ်ဖို့ပေါ့နော်ကျောင်းတစ်ခု represent လုပ်ဖို့ဆီယာမတွေကအဲ့လိုမျိုးဆီယာမတယောက်တယောက်ရှိလို့ရှိရင်အဲ့လိုမျိုး student တယောက်ကိုအဲ့လိုမျိုးပေါ့အမ် နာမည်သွင်းရတယ်ဗောနော်အကြောင်း represent လုပ်ဖို့အဲ့ဒါတမီးရဲ့ဆရာမတမီးရဲ့နာမည်ကိုဟိုအကြောင်း meeting ဆရာမရဲ့ meeting ရှိရနေမှာဗောနော်တမီးရဲ့နာမည်ကိုသွားသွင်းပေးတယ်ဗောသွားသွင်းပြီးတော့အဲအဲ့မှာအဲ့လိုအဲ့လိုနဲ့ဖြစ်လာတာဗောနော်ဆရာမနာမည်သွင်းပေးရင်းနဲ့အာဝင်ဖြေဖို့အကြောင်းဖြစ်လာတာဗောအင်းအဲ့လိုဝင်ပြိုင်ရမယ်ဝင်ဖြေရမယ်ဆိုတော့စိတ်လှုပ်ရှားမှုတွေဘယ်လိုဖြစ်လဲဘယ်လိုပြင်ဆင်ခဲ့လဲအဲ့ဒါဝင်ရောက်ရှင်ပြန်ဖို့အင်းတမီး အဲ့လိုမျိုးတမီးကအမေရိကန်ရောက်လာလိုက်တိတ်မကြသေးဘူးဆိုတော့တမီးဆူတောင်းတာပေါ့နော်ဆူတောင်းတာပဲရှိတယ်တခြားတော့ဘာမှအဲ့လိုမျိုးထူးထူးခြားခြားပြင်ဆင်ခဲ့တာလို့လည်းမရှိဘူးဖះပဲအဲ့လိုမျိုးတမီးနဲ့အတူတူပါ share လို့ပဲပြောရမှာပေါ့နော်တမီးရော idea တွေလည်းဖះပေးတယ်တမီးအဆူတောင်းတဲ့ချိန်မှာဖះပေါ်ပြတယ်တမီးခံစားရအောင်ဟုတ်ပြီဖះပေါ်ပြတဲ့အတိုင်းပဲရေးလိုက်တာပေါ့ဒါနဲ့တမီးကဘာအကြောင်းရေးလဲအဓိကအဲ့ဒီစာစီစာကုန်းမှာ and to me ho အာ question တမီးရွေးတဲ့ question ကဟိုကြီးလာခါဆိုင်မှာဖြစ်ချင်လဲပေါ့နော်။ဘာဖြစ်လို့အဲ့လိုဖြစ်ချင်တာလဲဆိုတော့တမီးတမီးက doctor ဖြစ်ချင်တယ်ပေါ့နော်။သူများရဲ့ဟိုအသက်ကိုကယ်ချင်တယ်အဲ့လိုမျိုးအကြောင်းကြီးခဲ့ရပါလူနာကိုကယ်ချင်တယ်၊ကုသချင်တယ်၊အသက်ကိုကယ်ချင်တယ်ဆိုတဲ့အကြောင်းရေးလိုက်တာပေါ့နော်။အဲ့လိုရေးလိုက်တဲ့အခါမှာအာဘယ်လိုစစ်ပြီးတော့မှအာဘယ်လိုလုပ်တိခဲ့ရတယ်လဲအဲ့ဒီစုရတယ်ပထမရတယ်မရဘူးဆိုတာ။ အမ်တမီဟိုဟာအိမ်မှာဆာလာပို့တယ်အဲအဲ့ဘန်ကာရှင်စကောလာရှစ်အမ်အဲ့အဲ့ရနေသူတို့ဆာလာပို့တယ်ပေါ့နော်အမ်မတ်လောက်မှာမတ်အဆာလောက်မှာဆာလာပို့တယ်ဟုတ်ကဲ့အမ်တမီကအခုဘယ်နှခါဖြည့်ပြီးပြီလဲဘယ်နှခါရှင်ပြန်ပြီးပြီလဲအမ်မနေ့ကတခါရှင်ပြန်ပြီးပါပြီအခုကနှခါနှ ်။အော်နှစ်ခါမြောက်ဆိုတော့နှစ်ခါစလုံးသမီးကပထမရလား။အဲအဲ့လိုမျိုးပထမဒုတိယရတယ်ဆိုတာတော့မရှိပါဘူး။အဲ scholarship မှာအခုသူကပန်ကာဆင်ကဟိုအခု rising scholar တွေပေါ့နော် အခုကျောင်း scholarship ချာနေတဲ့သူတွေကိုအဲ့လိုမျိုးစာစာကုန်ရေးခိုင်းနေရေးခိုင်းပြီးတော့အဲ့လိုမျိုးစုချတဲ့ပုံစံနေနေပေါ့နော်အဲ့လိုမျိုးလုပ်တာပါ အဲဆိုတော့အခုတမီးကနနစ်ရသွားပြီဆိုတော့ scholarship တက္ကသိုလ်ဆက်တက်ဖို့တော့ရဖို့တေချာသွားပြီပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဝမ်းသာတယ်ဂုဏ်လေးယူတယ်မြန်မာနိုင်ငံသားတယောက်အနေနဲ့ယုံကြည်သူတယောက်အနေနဲ့ American State 6ခုရဲ့အလဲပါဒီလိုဂုဏ်ပြုခြင်းခံရတဲ့အတွက်ဝမ်းသာတယ်ဖျားခင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းတယ်ဆိုတော့တမီးဒီလို ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ဘယ်လိုရည်ရွယ်ချက်ရှိလဲဆိုတာကိုပြောပြပေးလို့ရမလားအင်းတမီအဲ့လိုမျိုးကျောင်းကိုပညာရေးကိုအဆုံးထိပေါ့နော်တမီကျောင်းတော့အဆုံးထိတက်ချင်တယ်ပေါ့နော်ဒါတဖြစ်အောင်ပေါ့နောက်ပြီးမိသားစုလည်းအဲ့လိုမျိုးအမ်မိသားစုလည်းလှုပ်ကြွေးချင်တယ်ပေါ့နော်အဖေမျိုးလည်းအခုထိတမီကိုလှုပ်ကြွေးလာရဲ့အဖေမျိုးလည်းလှုပ်ကြွေးချင်တယ်နောက်ပြီး အမ်သူများတွေလည်းအလိုမျိုးလူအဲသူများတွေကိုလည်းအလိုမျိုးလူနာတွေကိုလည်းပေါ့နော်လူနာတွေကိုလည်းဟိုအမ်အလိုမျိုးကူချင်တယ်ပေါ့နော်သူတို့လည်းကူညီချင်တယ်အဲ့လိုပါပဲဟုတ်ကဲ့ဟုတ်ကဲ့ဖန်တာရယ်အအခုဒီပညာသင်နေတဲ့တမီးတို့လိုအရွယ်ပေါ့နော် အမေရိကန်မှာလည်းရှိမယ်ကမ္ဘာရရက်ကမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းရှိမယ်သူတို့ကတမီးလိုပညာသင်နေတဲ့သူတွေအများကြီးရှိမယ်အဲ့ပညာသင်နေတဲ့သူရော သမီးအနေနဲ့ဘာတွေသူတို့ကို အားပေးခြင်းလဲဘာတွေမှာချခြင်းလဲသူတို့ကိုပြောချခြင်းလားရှိရင်လည်းပြောချပေးပါအင်းသမီးပြောချခြင်းတော့ prayer is key အင်းနော် amen and prayer is a weapon okay weapon ဖြစ်တယ်အဲ့လိုမျိုးအเจ้าမှာအဲ့လိုမျိုး um အင်္ဂလိပ်တွေနဲ့အားလုံးတက်တဲ့ချိန်မှာအဲ့လိုမျိုး မြမယဉ်ကျေးမှုကမရှိတော့တလို့မျိုးပေါ့နော်တမိတခါတည်းအဲ့လိုမျိုးခံစားရတဲ့အချိန်ရှိတယ်။တမိ Burmese size က Burmese size ကကြောက်နေတလို့တမိခံစားနေတဲ့အချိန်လည်းရှိတယ်။ဒါပေမဲ့ဖခင်ကအဲ့လိုမျိုးတမိလုတ်တက်တာလည်းမရှိပေါ့နော်။ဒါဒီလိုမျိုး scholarship ရလာတဲ့အချိန်မှာအဲ့လိုမျိုးတမိလုတ်တမိပြန်စင်စားကြောက်လုတ်တက်တာလည်းမရှိဘူး။ဒါပေမဲ့တမိအဲ့လိုမျိုးရတာကဘာဖြစ်လို့ဆိုတော့ prayer ကြောင့်မဖြစ်တဲ့အမ်နောက်တမိကြောင့်မတော်ခင်မှာအဲ့လိုမျိုးကျန်းစာလေးဖတ်တယ်ကျန်းစာတစ်ပိုက်ဖတ်တယ်နောက်ပြီးဆူတောင်းတယ်ဒါပဲ so prayers key okay ဘုရားကိုအားကိုးဖို့လိုတယ်ပေါ့နော်သာဝရဘုရားကြောက်ရွံ့ခြင်းဟာအားကိုးခြင်းပညာရဲ့အချို့အခြားဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဝန်တာတယ်တမိပြောချပြီးတဲ့အတွက်ကျေးဇူးတင်တယ်အခုဒီပါတီမောင်းမှာတမီးကယုံကြည်သူတယောက်ဆိုတော့ဘယ်အတင်းတော်မှာတက်ရောက်နေလဲ။ တမီအခု Zoton Christian Church မှာတက်ရောက်ပါတယ်။ဟုတ်ကဲ့အတင်းတော်မှာပါပါဝင်တဲ့ခန္ဓာတွေရှိလား။ And တမီ Praise and Worship Leader ။အော်ဝမ်းသာနော်။ဆိုတော့ဝမ်းသာတယ် Praise and Worship နေနဲ့ဘုရားသခင်ကိုဆက်ကတ်တယ်။ဆိုရင်ပညာသင်ရင်းနဲ့အရင်မှချက်လေးတွေလည်းရှိတယ်ဆိုတော့ဝိညာဉ်ရေးရာအတင်းတော်နဲ့ပတ်သက်တဲ့ကံဓာတ်ရောအနာဂတ်မှာဘာတွေလှုပ်ဆောင်သွားဖို့ရည်ရွယ်ချက်ရှိလဲ အမ်တမီဟုတ်ရှိပါတယ်တမီဟို I was prophesized to be a praise and worship leader အမ်တမီစက်တုံးညရလာမှာ prophesize လုပ်လုပ်တယ်ဆရာမဆရာမတမီကို prophesize လုပ်တယ်ဆိုတော့တမီအဲ့ဒါကိုတမီစုတောင်းတာတမီ59နှစ်အရွယ်လောက်မှာတမီစချင်တယ်လို့ဖယောင်းအပ်တယ်ဒါပေမဲ့အခုအခုကအဲ့လိုမျိုးတမီစုတောင်းတယ်လို့ဖြစ်လာရင်ဆိုတော့ ဖခင်ကတမီဖီးမထားတာပေါ့နော်အဂျင်စီရှိတယ်လို့ပဲတမီခံယူတယ်ဒါကြောင့်အမ်ဒီဖီးမပဲအဲ့လိုမျိုး continue ပြီးတော့ဟာ youth youth တွေကိုလည်းအဲ့လိုမျိုး inspire လုပ်ချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်တယ်တမီရဲ့အောင်မြင်ခြင်းဖခင်ကိုဆက်ကပ်ခြင်းဖခင်ကောင်းကြီးပေးခြင်းကိုဒီလို အာဖြည့်ချပေးတဲ့အတွက်ကျေးဇူးတင်တယ်။တမီးတို့လည်းဖျားခင်တာရဲ့အသုံးပြုပါစေ။အာမင်။ဖျားခင်ကောင်းပေးပါစေ။အာမင်။ ကျွန်တော်တို့တတ်တဲ့ပေးသူကျွန်တော့်ပြတ်ကိုစားထားရလေသူကျွန်တော့်ဘဝရဲ့ My life. ဘဝမှာကြည်စုတော်မှာတပါအခြားသောနေကအချင်းလုံးနာ မင်္ဂလာပါသမီးရယ်မင်္ဂလာပါသမီးနာမည်ဘယ်လိုခေါ်လဲအမ်သမီးနာမည်ကတိရာအေးလို့ခေါ်ပါတယ်သမီးအခုအသက်ဘယ်နှစ်လဲရှိပြီလဲသမီးအသက်15နှစ်ရှိပါပြီအမ်မြန်မာနိုင်ငံကနေအမေရိကန်ကိုရောက်လာတာနော်အင်းဟုတ်တယ်ဆိုတော့သမီးကတခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံကိုးကွယ်တယ်ဆိုတော့တည်ရင်ပဲသွားမလဲဆိုတော့စိတ်ချမှုရလားရပါပြီကြားပြီလားမသိဘူးကဲတင်ချင်းစိတ်ချမှုရလား မီကဲချင်းချင်းစိတ်ချမှုရတာ2012ဇွန်9ရက်နေ့မှာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဘုရားသမီးဖြစ်ပြီပေါ့နော်ဆိုရင်အမေရိကန်ရောက်မှပြောင်းလဲတာလားကဲအင်းဟုတ်ကဲ့ဝန်တာပါလေတီခွင်ရတဲ့အတွက်ဇာတိကဘယ်ရလဲမသိဘူးအမ်တမရချင်းချင်းစတေးတို့တောင်းဖြစ်ပါတယ်ဟောရွာနာမယောပြောလို့ရမလားတင်းစီဖြစ်ပါတယ်တင်းစီရွာနော်အင်း မြန်မာပြည်မှာဟောဘယ်မှာចောင်းတက်ခဲ့ဘူးဘယ်နှတန်းအထိတက်ခဲ့ဘူးလဲမြန်မာပြည်မှာကလေးမျိုးမှာတတန်းအထိတက်ခဲ့ပါတယ်တတန်းပထမတန်းပေါ့နော်ပထမတန်းပြီးပြီးတော့အမေရိကန်ကိုရောက်လာခဲ့တယ်ပေါ့ဟုတ်ကဲ့မိသားစုတွေနဲ့အတူလာတာဖြစ်တယ်နော်မောင်နှမဘယ်နှယောက်ရှိလဲသမီးအမ်အမတ်လေးအမတ်တယောက်ရှိတယ်နောက်ပြီးညီမလေးနှစ်ယောက်ရှိတယ်ညီမလေးနှစ်ယောက်ရှိမောင်နှမလေးယောက်ရှိတာပေါ့နော်အမေရိကကိုရောက်လာပြီးတဲ့အခါမှာ အဲ့ဒါမမေးခင်တမီးတို့ကအာခရစ်တော်ဘုရားကိုယုံကြည်ကိုးကွယ်ကြတယ်နော်ဟုတ်ကဲ့ဆိုတော့အဖေအမေကတော့အတင်းလူကြီးတွေဖြစ်သေးလားမဖြစ်သေးဘူးမဖြစ်သေးဘူးနော်အမေကရောအမေကမဖြစ်သေးဘူးအမေကအတင်းလူကြီးမဖြစ်သေးဘူးနော်မဖြစ်သေးဘူးဟုတ်ကဲ့ဝမ်းသာတယ်အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့တမီးဒီကိုရောက်တဲ့အခါမှာတမီးပညာတင်တာပေါ့နော်ဒီမှာဟုတ်ကဲ့ပါအခုဘယ်ကျောင်းမှာတက်နေလဲ အခုတမီ Cadenceville High School မှာတက်နေပါတယ်။အခုတမီရောက်နေတဲ့ state က Baltimore Maryland ဖြစ်ပါတယ်။ Baltimore မြို့ Maryland state မှာเนาะ။တမဒအင်ဖြူတော်ရှိတဲ့ state ပေါ့နော်။ဟုတ်ပါပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်တက်ခွင့်ရတဲ့အတွက်ဝမ်းသာတယ်။ဆိုတော့တမီ